ံကင်းကျောင်းအလှပွဲဆံကင်းရွာနှင့်ကြောက်တန်ရွာလေးပိုင်းလေးရက်ရှိတကာတကာမအပေါင်းတို့သည်သီလတိတ်ခါတမာတိတိတ်ခါပညာတိတ်ခါတို့ကိုလိုကွက်ပြော့ကွက်ရော့ကွက်မရှိရအောင်ဖြစ်ကျင်မှုဖြင့်တမနအင်းငင်းသူဟူသောဂုံဘုတ်ကိုထိုက်ထက်တန်တန်ရယူထားယုံမကကြော်စောတန်ပြန့်နှံ့လျက်ရှိသောမဟာဝိတ္တုဒါယုံဆရာတော်ကြီးနှင့်အချက်အယံယဟန်တော်တို့ကို ကိုတိုင်ကိုကျဖူးမြင်ရခြင်း ချင်းကပ်လှုပ်ကြွေးရခြင်းဂုံတော်ကိုကြားသိရခြင်းအောက်မေ့ရခြင်းဖြင့်ရာကဲသောတမနာတဒနာကုသိုလ်ကို လက်တွေ့ရရှိနေုံမကဖရာဟောတရားရောင်ကလည်းနေ့စဉ်ညစ်ဆက်တရားပွဲကြီးများဆင်းရဲလျက်ရှိခြင်းကြောင့်နေလုံးတုံအောင် ဖြန့်ချုံ တောက်ပလျက်ရှိ၏ကဘာဦးသားတို့သည် ောင်းချီရောင်ဝင်းဆက်ထွန်းထွက်ပေါ်သောနေမင်းကြောင့်မြင်သိမြင်တိုက်တီတို့ကိုမြင်တွေ့ကြရအားငယ်ဆိုးနောက်အကြောက်ပြေကြရသည့်အလားမာဝိတုဒ္ဒာယုံဆရာတော်ကြီး၏တရားရောင်ကြောင့်မြင်သိမြင်တိုက်သောလမ်းမှန်ကျင့်စဉ်တို့ကိုမြင်ကြရတွေ့သင့်တွေ့ထိုက်သော တရားစစ်တဘာဝအနှစ်ကိုအထက်အလျောက်နားပေါက် တွေ့သည့်ကြာရသဖြင့်ဓမ္မပီတိတုဖြင့်ရွှင်မြူးလျက်ရှိကြ၏အယောင်အဝါပေးနေသော နေမင်းသည်ဇဗူရီပါလက်ရတောင်ကျွန်း၌ထွန်းလင်းသည့်တာဝန်ပြီး၍အရှိန်အဝါရုတ်သိမ်းကာအနောက်ဂေါ်ယာကျွန်းသို့ကြွားယွန်းမိဟန်မြင်တွေ့ကြရသောကပ်ဦးသားတို့သည် အလင်းရောင်ပြေးဝင်မိအရာတစ်ခုကို လိုလားတောင်းတကြပြကြပြန်တဲ့ကဲ့သို့ မာဝိတ္တတာယုံဆရာတော်ကြီးမန္တလေးနေပြည်တော်သို့ပြန်ကြွခြင်းရောက်လာသောအခါဆန်ကင်းရွာကြောက်တန်ရွာတို့မှရတ်သူရွာသားတို့သည်မိမိတို့အားဖေဟအလိုချတရားလမ်းကို အမြဲတမ်းညွှန်ပြပေးမိဆရာတပါးလူလားသည့်ဆန္ဒပြင်းထန်စွာဖြစ်ပေါ်လာကြ၏ထို့ကြောင့်ဦးတင်ဦးဖိုချံစသောဆန်ကင်းကြောက်တိုင် လေးပိုင်းလေးရရှိ တကာတကာမတို့သည် တယခုတဲခုသတင်းသုံးရန်ဆောက်လုပ်ထားသောခိတအကြောင်းကို အာရမီနှင့်တကွရွှေကျင်ကိုင်းသာသနာအတွက်အမြဲတမ်းကြောင်းအဖြစ်လှူဒန်းရန် နှင့်ထိုကြောင်းတိုက်ကိုအုပ်စိုးမိဆရာတော်တပါးပိတနာဘုရှောက်ထားတောင်းပန်ရန်ဟူသော အချက်နှစ်ချက်ကို အပူတပြင်းတိုင်းမြင်ဆုံးဖြတ်ကြပြီးနှင့်မဟာဝိတ္တဒါယုံဆရာတော်ဖရာကြီးအမှုပြုသော ရွှေကျင်ကိုင်းတန်ခါအားအရဟံနှင့်တကွ ကြောင်းတိုက်ကိုလှူဒန်းလိုက်ကြ၏မာဝိတုဒ္ဒရာမရွှေကျင်သာသနာပိုင်းဆရာတော်ကြောင်းတိုက်ဟူသောကပီးစာတန်းကိုလည်းရေးထိုးဆိုင်တူလိုက်ကြ၏သို့သောဆရာတော်များလိုလားသတ်မှတ်သောအမိမှသူတော်ကောင်းတရားဟောကြားညွန်ပြဆုံးမရာဌာနတရားအာယုံယူရာဌာနတရားတင်းကိုဖြစ်တော်ကြောင့်ဓမ္မယုံចောင်းတိုက်ဟူသည်တည်း ဤသို့ဆံကင်းကြောက်တိုင်ရတ်သူရွာသားတို့သည်ယဟန်ကံပွဲကိုသာ မကကျောင်းလွတ်ပူဇော်ပွဲကိုပါပူတွဲပြုတ်လို့ကုသူတို့မြုပ်လိုက်ကြ၏ကျောင်းတိုက်နာယကရွေချင်းထိုကျောင်းတိုက်ကိုဦးစီးအုပ်ချုပ်မိနာယကတပါပိဒနာယံလျှောက်ထားရ၌တစ်အကျင့်တီလာနှင့်ပြေဆုံးခြင်းနှင့် ပါဠိတော်အထာကထာကိုကြားနာသေးချာလိလာပွန်တီခြင်းဟူသောတုတ္တနှင့်ပြည့်စုံခြင်းဤအင်ကာယများနှင့်ပြည့်စုံသောအရှင်ဖြစ်ပါမည်အကြောင်းရှောက်ထားကြ၏မှန်၏သူတစ်ပါးကို ဟောပြောဆုံးမမည်ပုဂ္ဂိုလ်သည် ကိုချင်းတီလာညံဖြင်းသူလည်းမဖြစ်သင့်ပါဠိတော်အထာကထာတို့၌ကျွမ်းကျင်၍ခန္ဓာအာရဏဓာတ်ပရိစ္ဆသမုပ္ပါတို့၌လိမ္မာသောအာဃာမတုဒ္ဒမရှိသူ မဉ္ဉံဖွဉ္ဉံနိဗ္ဗာန်သို့ကိုယ်တိုင်ထွန်းဖောက်ဆက်ရောက်ပြီးသောအဓိကမတုတ္တမရှိသူသည်ဓတ်ကြီးလေးပါလူနှင့်တကွအပေတရဝါနတ်ပြည်မှာအာယုငါပါဧကတ္ထနာနတ္ထအလုံးစုံသောတက္ကာယနိဗ္ဗာန်တရားတို့ကိုနိမ့်မှန်လန်းကြမယူဆမမြင်မသိမြင်နိုင်ပိရိကကြံကံတက်မြောက်သူနှင့်မဖို့နိဗ္ဗာန် ိုကိုတိုင်မျက်မှောက်ပြုပြီးသူများမှသာအမှန်အတိုင်းသိမြင်နိုင်ကြောင်းမစ္စည်းမနိကေမူလပန္နာတမူရပရိယာယအတုံ၌ဖွင့်ထုတ်ဟောကြားထားသည့်အတိုင်းသူတာနှစ်ပါးလုံးကင်းကွာညံဖျင်းသူလည်းမဖြစ်သင့်ပေသို့မဟုတ်ပါကဥပယေနဂရဟန်တိတိလာတောသသုတတောသဟူသည့်အတိုင်းလိုအပ်သောတာနာပြုကိစ္စမပြီးနိုင်ပေ ဲ့ရဲ့ဝေတာဖြစ်ပြီလိမ့်မည်မာဝိတုဒ္ဒရာမဆရာတော်ဒီပရင်ဆရာတော်တွန်တီးဆရာတော်စသောဆရာတော်ကြီးများသည်ဓမ္မယုံကြောင်းတိုက်နာယကရွေးချယ်ကြရာကျမ်းဂန်ဘုဟုတ္တဘက်ကလည်းထိတ်တန်ဟောပြောမှုကလည်းနီးခိုးသလောက်အကျင့်တီလဘက်ကလည်းစံပြတိခန့်ခြင်းစသောဂုံတို့နှင့်လည်းပြည့်စုံသည့် မိမိတို့အားကိုးစိတ်ချရသောစံတော်မြစ်စရီစပစ္စယဒီပဏီကျမ်းအဘိဓါနပတိပိကသူစီကျမ်းတို့ကို ရေးသားပြန်ဆိုတော်မူသောဘုံကြီးလေးဥဆန္နာကိုမြင်တွေ့ရွေးချယ်လိုက်ကြ၏ထိုဘုံကြီးကလေးသည်15ဝါရှိပြီဖြစ်၍အွယ်အားဖြင့်၎င်းပုံနာအသက်အားဖြင့်80 90တရာပင် ရှိစေကမူကာမကိုအသုံးပြုကာမဆံရာကိုအုပ်ချုပ်ကာမဘူးမိလျက်ကာမကိုရှာကြံနေသူဖြစ်ကဘာလပင်ဖြစ်သည် ထေရမဟုတ်နိုင်အရွယ်အားဖြင့်ငယ်နုစေကမူထိုကာမတရားတို့ကိုရှောင်ကွင်းသူဖြစ်ကပညာရှိထေရဟုခေါ်နိုင်ပြီဟုကန္တရာယနာပုံနာကိုမဟာကိသနာတီ မင်းကြားထားသည့်အတိုင်ဘုဒ္ဓဘူမိအရာတို့လည်းရောက်ပြီးဖြစ်ရာကဂုံအားဖြင့်၎င်းထေရခေါ်ရလောက်အောင် ခိုင်မာရစ်ကျက်သောအစိအပိုင်းတို့ရောက်နေပြီးရောက်နေပြီးပြီမိမိတို့တောင်းတမှုဆန္ဒအလျောက်အေးတဲ့လင်းရောင်ကြီးကိုဖြန့်လျက်ပေါ်ထွက်လာသောတိရကူဆန္ဒကို မြင်ကြရသည့်ကဥဒါတို့ နှစ်သက်ပျော်ရွှင်မှုသည်မိမိတို့တောင်းတမှုဆန္ဒနှင့်လျော်ညီစွာရရှိလာသောမေတ္တာဓာတ်ပိုင်ရှင်ဆန္ဒထေကလေးကိုဖူးတွေ့ကြရသောဆန်ကင်းကြောက်တိုင်းတကားတကားမတို့ဤဝမ်းမြောက်ပျော်ရွှင်ခြင်းတက်ပူနိုင်မည်မဟုတ်ပေအရှင်သီရိဓမ္မနှင့်လေဒီပန္နိတတို့ဤထင်မြင်ချက်ဓမ္မယုံចောင်းတိုက်ဖြစ်ပေါ်လာပုံနှင့် ကျောင်းတိုက်အုပ်ချုပ်မိမထေကလေး၏အရေးအသွေးကိုတိဟူသာအရှင်သီရိဓမ္မကမိမိ၏မဟာဝိတုဒ္ဓရာမိကထေရုပတ္တိဒီပနီ၌စံကင်းဂါမေပိထေရသမိန်ပတ္တနာတောကတာသနာကရိတဝါတနစာကိနအာရမံပူဇယုံဝရံယတံပရိပလံထေရံ တထာပိကနနာယကံကတဝါနာတာရဏတထုပကဏိတောယတိတယောစံကင်းရွာ၌မထေကိုជីညိုကြကုန်သောမြတ်စွာဘုရားလင် ကိုးကွယ်ရာရှိကြသည့်လူအပေါင်းတို့သည်ဥ္စရဏများစွာစွန့်ကျင်မှုဖြင့်အရန်ចောင်းတိုက်ကို ပူဇော်ကြ၏ထိုចောင်းတိုက်၌လည်းထက်မြက်လိမ်မာ၍ စွမ်းအင်တတိနှင့် ပြည့်စုံသောမထေကိုဂိုင်းစည်းဂိုင်းမှုပြု၍ယဟန်တို့ဥကင်မာဝိတုဒ္ဒာယုံမထေသည်တာနာတော်ကိုချီးမြှောက်တော်မူ၏ဟု ဖော်ပြ၍၎င်းဒီပနီနေရှာဆရာလေဒီပဏိတာကထိုကြောင်းတိုင်း၌ဗျက်တပရိပါလာနှင့် ပြည့်စုံတော်မူသောဆရာတော်ဖျားဤတပည့်ရင်းဖြစ်တော်မူသောစကိုင်းနေဇာတိ အရှင်ဆန္ဒမိတော်မထေကိုလွှဲအပ်နေထိုင်စေတော်မူ၏ထိုအရှင်ဆန္ဒမထေကထက်မြတ်သောဂံမီယသဘောရှိတော်မူ၏အထူးအဖြင့်ထိုအရှင်ဆန္ဒမထေသည်စံကြံတို့၌ဂိမာတော်မူ၏ဂါထာဖွဲ့တီယာတို့၌လင်းမြန်သောဉာဏ်ပညာရှိတော်မူ၏ဟုအကဲဖြတ်ထားပေသည်ဆရာတော်သည်ဂျေဇုရှင်များဖြစ်ကြသော မာဝုဒ္ဒတာယုံဆရာတော် ဒီပေးရင်ဆရာတော်တွန်တေးဆရာတော်တို့ဤယုံကြည်လွတ်အပ်မှုဖြင့်ဆန်ကင်းရွာဓမ္မယုံ ကြောင်းတိုက်နာယကအဖြစ်လက်ခံလိုက်ရတော်လဲတခါတည်းမနေရသေးပဲမန္တလေးသို့ပြန်လည်လိုက်ပါလာခဲ့ဤရဲ့ရွာရှိ မေတော်ကြီးနှင့်ဆွေမျိုးသားချင်းများကိုအတိပေးရမည်လောကဝတ္တရားနှင့် အခြားဆောင်ရွက်ဖွယ်ကိစ္စများကရှိနေသေးသဖြင့်ပြန်လည်လိုက်ပါလာခြင်းဖြစ်သည်ဆန်ကင်းရွာ စံကင်းရွာမှာအောက်မြန်မာနိုင်ငံအေယာဝတီတိုင်းမအူကင်းခရိုင်ညောင်တုံးမြို့နယ်ယခုဓမြူဓနုဖြူမြို့နယ်တွင်ထင်ရှားသောရွာကြီးဖြစ်သည်ဓနုဖြူမြို့၏အရှိတ်ဘက်ကန်းတွင် တည်ရှိသည်အင်ဂျီ1200ဝန်းကျင်ရှိမည်ဟုခန့်မှန်းရသည်အေယာဝတီမြစ်ကြီးသည်စံကင်းရွာကို ရန်ကုန်မန္တလေးစသောမြို့ကြီးများနှင့်ဆက်သွယ်ပေးထားသဖြင့်ကုသံရောင်းဝယ်မှုလွယ်ကူသည် အဓိကစီးပွားရေးထွက်ကုန်မှာစံစဘာဖြစ်သည်စဘာတတိစာဖြစ်တော်လဲရေမှုအစဉ်ပြေသောကြောင့်စီးပွားရေးမနှိမ့်ကြပြီထို့ကြောင့်လေထိုစဉ်ကအမျက်ကြီးသားချစ်တီကလာတို့ခြေရှုပ်ရာဌာနဖြစ်ခဲ့သည်အခြားသော လူမှုရေးများလည်းပထဝီအနေထားအရာဒနုဖြူနှင့်နိကက်ချင်းကြောင့်၎င်းရန်ကုန်မန္တလေးစသောမြို့ကြီးများသို့အရောက်အပေါက်များချင်းကြောင့်၎င်း အစင်တမ်းမြင့်သည်ဟု ဆိုရမည်ဖြစ်သည်ထိုစဉ်ကစံကင်းသာဥဖိုးတင်သည်မဦးပြင်းမြို့ district council မင်းသားလူကြီးတယောက်ဖြစ်၏တာနာရေးအနေထားမှာလဲဘဝတုတ္တရှိသောဝါကြောင်းဆရာတော်ဓာတ်တော်ကြောင်းဆရာတော်များဤညွန်ပြမှုကြောင့်မနှိမ့်ကြပေမြတ်ကျိတ်ပြန်ဖရာကြီးအနီး၌နနစည်းလဲရှိ၏ထို့ကြောင့် တတိုင်းစီနာစုံလင်ရာပညာနာကရတတိုင်းမလုံစီနာစုံနိကုံနိကုံတမရရင်နပါပြင်ကင်းကဲ့လင်ညီတွင်ရက်ကာမဟူသောဝိနည်းချမ်းများ၌ညွန်ပြတမတ်ချက်အယနိကုံကြီးပင်ဖြစ်တော်၏ကြောက်တိုင်ရွာဆံကင်းရွာဤပထဝီ နေအထားနှင့်စီးပွားရေးလူမှုရေး တာနာရေးတို့ကိုညွှန်ပြခြင်းသည်ကြောက်တန်ရွာ၏ပထဝီအနေထားနှင့်စီးပွားရေးဒုမှုရေးတာနာရေးတို့ကိုညွှန်ပြခြင်းပင်ဖြစ်၏ဆန်ကင်းရွာ၏တိုးတက်မှုနှိမ့်ချမှုတို့သည်ကြောက်တန်ရွာနှင့်မကင်းနိုင်သလိုကြောက်တန်ရွာ၏အတက်အကျသည်လည်းဆန်ကင်းရွာနှင့်ဆက်ဆက်နေပေသည်ဆန်ကင်းကညောင်တုံးမြို့နယ်ကြောက်တန်ကဓနုဖြူမြို့နယ်ဟုအုတ်ချုံရေးနယ်ပယ်ခြားနာပြီးတကြီးနှုတ်ဦးဤအုတ်ချုံမှုအောက်တွင်အတီတီရှိနေကြတော်လဲ လူသွားလန်းတစ်ခုသာခြား၍လူနေမှုနီးကပ်ခြင်းကြောင့်၎င်းစိတ်တက်ခြင်းဆက်ဆက်ရှက်နွယ်ခြင်းကြောင့်၎င်းရှေးပဝေဒနီမှစ၍ဆံကင်းနှင့်ကြောက်တန်းဆက်သွယ်မှုသည်ကြားလေးရေဖြင့်လန်းလန်းပွင့်သို့ထိုနှင့်နှိုင်းထွေရေလဲကြာဖြင့်ရွှွှွှွင့်တင့်သို့ဆိုတကဲ့သို့ဖြစ်ပေသည်တထုံတဲကြောင့်မှဆံကင်းသို့ AOD ၏ရေအလျင်သည်အဆက်မပြတ်တသွင်သွင်စီးလျက်ရှိ၏ဝေးလံလာသောအထက်အညာမှခရီးစားခဲ့၏ရေသွာလမ်းကြောင်း၏ဥတီပေးရာသို့စီးသွားလျက်ရှိ၏ဖုန်ကြီးကလေးဥဆန္နာသည်မိမိ၏ဘဝရည်စီးကြောင်းကိုပြန်လည်သတိရမိ၏ခရစ်စတန်ကျောင်းသို့လည်းရောက်ခဲ့၏လေသမားလည်းဖြစ်ခဲ့၏ကိုရင်အဖြစ်ဥပဇင်းအဖြစ်ကျောင်းဖုန်ကြီးအဖြစ်လှည့်လည်ခဲ့ရသောဘဝခရီးကမနှဲလှ ဖြတ်ကျော်ခဲ့ရသည့်ကန္နာရကအမျိုးမျိုးခရီးကအဆုံးမသက်သည်ယခုလည်းမန္တလေးမြို့အနောက်ပြင်မာဝီတုတ်တာယုံတိုက်သည့်ရှိမိမိနေရင်တထုံတဲကြောင်းကြီးမှဆန်ကင်းသို့မန္တလေးရန်ကုန်အစုံစားဖို့တမောကြီးဖြင့်သွားနေရပြန်၏ဒီခရီးဒီလိုသွားရမည်ကို ထိုစဉ်ကမှမျော်လင့်မိခဲ့မြစီမဒေတာမှအပြန်ဆန်ကင်းသို့ရဟန်းခံကိစ္စဖြင့် ဝင်ရောက်ခဲ့ရမှမိမိ၏ဘဝလန်းခရီးအဆက်ပေါ်လာခဲ့ပြန်ပြန်၏ကာမန်တက်ဒီဝိပဇတိဟူသည့်အတိုင်းတရဝါဆိုသည်မှာကံလန်းညွန်ရာခရီးလန်းကိုသွားကြရသည့်ခရီးသွားပါတကားဟုတတိယလိုက်၏တဖြည်းဖြည်းရန်ကုန်စာဖို့သမောကြီးဒနုဖြူစိတ်ကန်းတို့စိုက်ကဲ့သဖြင့်သမောပေါ်မှာစင်ကဲ့ဤသို့တော်အေယာဝတီမြေရေလင်က အဆက်မပြတ်တွင်တွင်စီစဉ်လျက်ပြင်ရှိသည်ဤမိမိစင်ရနာသောတမောကြီးလည်းမာလိန်မှုဤပဲ့ကန်ညွှန်ကြားမှုအတိုင်းခရီးဆက်လျက်ထွက်ခွာသွားပြီးပြီမိမိသည်လည်းဆန်ကင်းတွင် ခရီးရအောင်ပါမည်လား